အားလုံးပဲမင်္ဂလာပါခင်ဗျာလက်တန်းရဲ့ခြေရင်းကိုဗုဒ္ဓဂျူခုံလို့ခေါ်ပြီးလက်တန်းကိုဗုဒ္ဓလက်ချောင်းလို့ခေါ်ပါတယ်လက်တန်းခြေရင်းဗုဒ္ဓဂျူခုံပေါ်မှာကွင်းပုံတရံတည်ရှိနေခဲ့မှဆိုရင် လက္ခဏာရှင်ကစကားပရိရဲ့ကြွယ်ဝတက်ပြီးမိမိပြောလို့ရမိမိရောင်းလို့ရကိုမရရအောင် ပြောတက်ရောင်းတက်ကြပါတယ်တပတ်သားကိုလိုရာရအောင်စိတ်ရှိလက်ရှိပြောဆိုနိုင်ကြသူများဖြစ်ကြပါတယ်သိပ္ပံပညာနဲ့ပတ်သက်ပြီးတော့လည်းထူးထူးချွတ်ချွတ်တက်ကြွကြပါတယ် ။ဒါကြောင့်ဒီလိုအမှတ်သားပိုင်ရှင်တွေဟာအတတ်ပညာအယောင်းဝယ်လုပ်ငန်းတွေမှာ စိတ်ရှိလက်ရှိ ပြောဆိုနိုင်မှုတွေကြောင့်ကံကောင်းထောက်မမှုတွေရရှိကြပါတယ်။ဒီဗုဒ္ဓဂူကွင်းဟာဗုဒ္ဓဂျိုခုံကနေတာဝန်ယူထားတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ဆက်နွယ်တဲ့အလုပ်ကိုလုပ်ကိုင်မယ်ဆိုရင်သူ့အတွက်တန်ဖိုးရှိပါလိမ့်မယ်။နောက်တစ်ခုကတော့အသက်လမ်းကြောင်းပေါ်ကနေကြာသပတိဂျိုခုံစီကိုဥတီနေတဲ့မြင်းကြောင်းတွေပဲဖြစ်ပါတယ်။ဒီလိုမြင်းကြောင်းကတကြောင်တည်းပါတာပဲကောင်းပါလား။ ပုံမှာပြထားသလိုမျိုးနှစ်ချောင်းသုံးချောင်းပါနေမှာဆိုရင်ဒီလိုလူတွေဟာသူတို့ဘဝမှာရည်မှန်းချက်တွေရည်ရွယ်ချက်တွေလှုပ်ဆောင်မှုတွေကအလွန်များပြားပါလိမ့်မယ်။လှုပ်ချင်တဲ့စိတ်တွေကများနေပါလိမ့်မယ်။ရည်မှန်းချက်တွေများတဲ့အတွက်ကြောင့်အောင်မြင်မှုတွေနည်းသွားတတ်ပါတယ်။မိမိရဲ့ရည်ရွယ်ထားမှုတွေကလည်းအစင်မပြေတတ်ပဲအားနည်းနေပါလိမ့်မယ်။ဒီလိုလမ်းတွေများများပါနေမှာဆိုရင်ရည်မှန်းထားတဲ့စိတ်တွေများတတ်တဲ့အတွက်ကြောင့်သူဟာတစ်ခုတည်းကိုအားပြုပြီးလှုပ်ဆောင်မှအစင်ပြေအောင်မြင်နိုင်ပါလိမ့်မယ်။ဒါကိုတော့သတိပြုပါ။ နောက်ဆုံးတစ်ခုကတော့ကာမဂုဏ်အာယုံကိုတရားလွန်လိုက်စားတတ်တဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးမိမိရဲ့လက်ဝါးပေါ်မှာတောက်ကြကပတ်ဟာဘုဒ္ဓဂျိုကုံဘက်မှာအဆုံးသတ်နေမယ်ဆိုရင် သူဟာစိတ်မတီမငြိမ်ဖြစ်မယ်။လှုပ်ရှားကိစ္စတွေကိုမလှုပ်ပဲမလှုပ်ရတဲ့ကိစ္စတွေကိုလှုပ်တတ်မယ်။အရာရာမှာအများတကာရဲ့အထင်သေးခြင်းကိုခံစားရမယ်။ရဲတင်းတယ်။အမြဲတမ်းတွေးဝေနေတတ်မယ်။အိမ်တော်ကြီးမှာတယောက်တည်းနဲ့အာမရဖြစ်မယ်။ ာမဂုဏ်အာရုံကိုတရားလွန်ပြင်းပြင်းထန်ထန်လိုက်စားတတ်မယ်။လက်တလုံးကြားလိန်လေတတ်မယ်။ဒီလိုလက်တလုံးကြားလိန်လေတတ်တဲ့အတွက်ကြောင့်အဲ့ဒီပုပ်ကူရဲ့စကားကိုဘုံခနဲ့ဆိုပြီးမယုံကြည်သင့်ပါဘူး။ဒီလိုပုပ်ကူမျိုးနဲ့စကားပြောမယ်ဆိုရင်စင်ချင်သင့်ပါတယ်။နောက်တစ်မြောက်ဝီပြိမဲ့လက္ခဏာကတော့တနင်္ဂနွေလက်ဆုလို့ခေါ်တဲ့ချမ်းသာကြွယ်ဝလွန်းသူတွေမှာတွေ့ရတဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့ပါးသောပုံစံကတော့လက်သက်ကြွယ်အောင်တနင်္ဂနွေဂျူခုံမှာရှိနေခဲ့မယ်ဆိုရင်အပိုလိုရင်းအစစ်ဖြစ်ပါတယ်။ ဂျူကုံမားလို့မရသလိုလမ်းကြောင်းတွေကိုစိတ်ကူးပုံဖော်ပြီးဆက်ကြည့်လို့လည်းမရပါဘူးဒီလက်စွပ်အစစ်မှန်ပါဝင်တဲ့သူတွေကတကယ်တမ်းလက်တွေ့မှာရှားပါတယ်လူတရာတစ်ထောင်တင်မဟုတ်ပါဘူးလူတစ်သောင်းမှာတော့မှအပြည့်အဝပါဖို့ခဲရင်ပါတယ်ပါဝင်တဲ့သူတွေကငွေကြီးရှာဖွေရလွယ်ခြင်းနဲ့နာမည်ကျော်ကြားခြင်းတွေဟာသူ့အတွက်အထွေထူးအားဆိုင်စရာမလိုဘဲနဲ့သူဘယ်နေရာရောက်ရောက်ကိုရရှိနေကြမဲ့သူတွေဖြစ်ပါတယ်အပူလိုရင်းပါပြီးတော့ငွေကြေးခက်ခဲနေပြီးဘဝနှိတ်ကျလွန်းနေတယ်ဆိုတာမရှိပါဘူး အတိတ်ကံအကြောင်းမလားလို့အခက်အခဲတွေနဲ့မိသားစုတာဝန်များစွာယူကြရတဲ့သူတွေတောင်အချိန်တစ်ခုကိုရောက်ရင်ငွေကြေးအချမ်းသာဆုံးသူကျင်လည်ရာနယ်ပယ်မှာအထင်ပေါ်ဆုံးသူတွေဖြစ်သွားကြပါတယ်။တနင်္ဂနွေဂျူခုံရဲ့အဓိကစွမ်းအားတွေဖြစ်တဲ့ငွေကြေးချမ်းသာကြွယ်ဝမှုနာမည်ကျော်ကြားမှုအရှိန်အဝါကြီးမားတဲ့အလောက်အကန့်ရရှိမှုမျိုးကိုဒီတနင်္ဂနွေလက်စွပ်တစ်ခုထဲနဲ့အကျိုးရလတ်အားလုံးကိုရရှိစေတာဖြစ်ပါတယ်။ထူးခြားချက်ကတော့သူကအခြေခံလက်တွေစိတ်ကူးရင်လက်တွေမှာတိတ်မတွေ့ရဘဲနဲ့အကယ်၍ပါခဲ့ရင်တော့ အပိုင်းအစအနေနဲ့ပဲအလွန်ဆုံးတွေးရပါတယ်။လက်ပုံစံကိုရွေးတဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်။အကယ်၍မိမိတို့ရဲ့လက္ခဏာမှာပါဝင်နေခဲ့မယ်ဆိုရင်ဘလို့အခက်အခဲအကျက်တဲကြုံတွေးရပါစီစိတ်ညစ်စရာမလိုပါဘူး။ညံနဲ့ပဲဘဝကိုရက်တည်ပါ။ညံနဲ့ပဲဖြည့်ဆင်းပါ။ပင်ကိုကံကြမ္မာရအရွယ်တစ်ခုရောက်လာရင်လွန်စွာချမ်းသာကြွယ်ဝပြီးအချိန်ဝါကြီးတဲ့သူတဦးအဖြစ်သက်ဆုံးတိုင်ဘဝကိုရက်တည်သွားရမှာဖြစ်ပါတယ်။အကယ်၍အပြည့်မဟုတ်ပေမဲ့လည်းဒပိုင်းစပါခဲ့ရင်တော့ဒီလူတွေဘဝဟာမနှိပ်ကြတော့ပါဘူး။ တဆင့်ပြီးတဆင့်တိုးတက်မှုတွေနဲ့အတူငွေကြေးလွတ်မြောက်မှုတွေကိုလည်းတစားတစားရရှိလာမှာဖြစ်ပါတယ်။အကျိုးအရလက်တွေပုံမှုတေချာဖို့အတွက်ကတော့လက္ခဏာရဲ့တခြားအချက်တွေကိုပါပူးတွဲသုံးသပ်ရမှာဖြစ်ပါတယ်။ဒီနေရာမှာမှတ်ချက်ကတော့ပုံမှန်ပြရထားတဲ့လက္ခဏာရှင်ကတလကို300အထက်ဝင်ငွေရရှိနေသူတူဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့အမှတ်သားကတော့နှလုံးလန်းနဲ့ညံလန်းကြားထက်က9ရုပ်ပုံအမှတ်သားသို့မဟုတ်6ရောက်ကွက်အမှတ်သားပဲဖြစ်ပါတယ်။ တင်းရဲ့လက်မှာဒီလိုအမှတ်သားမျိုးပါလာခဲ့မယ်ဆိုရင်တင်းဟာတင်းရဲ့ဘဝမှာဘာပဲလုပ်လုပ်အမားရှိရင်ဒီအမှတ်သားကအကောင်းဘက်ဖြစ်စေအောင်အထောက်အကူပေးစေပါတယ်။မနာလိုတဲ့သူတွေအတားအဆီးတွေကြားထဲကနေကာကွယ်ပေးနိုင်ပါတယ်။စိတ်ထဲကနေအမားတစ်ခုခုလုံမိတော့မယ်ဆိုရင်စိတ်ကိုသတိပေးသလိုမျိုးအကျိုးပြုတတ်ပါတယ်။ရန်သူအပေါင်းကနေလည်းကာကွယ်မှုပေးပါတယ်။ဒီအမှတ်သားတွေကြောင့်ဘဝမှာအမားနယ်လိရှိတယ်လို့ပြထားပါတယ်။ မကောင်းတဲ့အရာတွေကိုသတိပြုပေးတာဖြစ်ပါတယ်။ဒါကြောင့်တင့်မှာဒီလို၅ရုပ်ပုံသို့မဟုတ်၄ရောက်ကွက်ပါခဲ့မယ်ဆိုရင်တင့်ကိုရန်အပေါင်းကနေကာကွယ်မှုပေးပါတယ်။အမားမရှိအောင်အားပြုပေးတတ်ပါတယ်။ဘာသာရေးကောင်းကောင်းလုပ်သူတွေလည်းဖြစ်ပါတယ်။နောက်ပြီးဒီလိုအမတ်သားကမြေယာအိုးအိမ်နဲ့ပတ်သက်ပြီးတော့လည်းကံကောင်းတတ်ကြပါတယ်။အစဉ်ပြေချမ်းသာမှုကိုလည်းရရှိစေနိုင်ပါတယ်။နောက်တစ်ခုကတော့ကြာသာပြီးဂျူခုံအောက်ကညံလန်းကြောင်းနဲ့ဆက်ဆက်နေတဲ့ချက်ချစ်ခတ်ပဲဖြစ်ပါတယ်။ ဒီချက်ချင်းခက်ကတော့စီးပွားရေးနဲ့ပတ်သက်ရင်အကျိုးပေးမြန်တက်ပါတယ်။သူ့ကိုလူချစ်လူခင်များနေတဲ့လောက်မနာလိုတဲ့သူတွေလည်းများနေတက်ပါတယ်။လုပ်ငန်း၊ကိုင်ငန်း၊အလုပ်အကိုင်တွေကိုကြီးမားစွာလုပ်ကင်ရတက်ပါတယ်။အဲ့ဒါတွေကနေလည်းအကျိုးအမြတ်တွေရရှိတက်ပါတယ်။တင်ကြီးမှန်းပြီးလုပ်သမျှဟာအတားအဆီးအခက်ခဲတွေတစ်ခုခုကြုံပြီးမှအဆင်ပြေအောင်မြင်တက်ပါတယ်။ပုံမှန်ပြထားသလိုမျိုးကြာသပတေးဂျူခုံအောက်မှာညံလန်းချောင်းနဲ့ဆက်ဆက်ပြီးချက်ချေခက်ပါတဲ့သူတွေဟာအကောင်ဘက်ကတော့ စည်းပွားရေးမှာအိမ်ချမ်းမြေရင်းနှီးမြုံနှံမှုကောင်းကြပါတယ်အကျိုးပေးလဲမြန်ပါတယ်ရည်မှန်းချက်တကူလဲအကောင့်ထဲပေါ်နိုင်ပါလိမ့်မယ်အစိုးဘက်အနေနဲ့ကတော့မနာလိုသူများမယ်စည်းပွားရေးမှာပြိုင်ဆိုင်မဲ့သူတွေရှိတင်တက်ပါတယ်ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေမှာအပြတ်တွေအနောက်ရှက်တွေဝင်တက်ပါတယ်လောက်ဝါပြင်ပေါ်မှာချမ်းသာမှုကံကိုပြတဲ့အမတ်သားတွေရှိပါတယ်အဲ့ဒီအမတ်သားတွေကိုမိမိတို့ရဲ့လောက်ဝါပြင်မှာအလွယ်ကလေးကြီးစုနိုင်ပါတယ် ီကနေ့မှာတော့ချမ်းသာမှုကံကိုပြတဲ့အမှတ်သား6မျိုးအကြောင်းကိုများဝေတင်ဆက်ပေးပါမယ်။နံပါတ်1ကတော့ကြာသာပြီးဂျူခုံပေါ်မှာရှိတဲ့မြင်းတူတစ်ခုဟာအပြားမှာအခွနဲ့အစုံသတ်ထားခြင်းပဲဖြစ်ပါတယ်။ဒီလိုစုံသတ်ထားမယ်ဆိုရင်လက္ခဏာရှင်ဟာမိမိရဲ့ရည်မှန်းချက်ရည်ရွယ်ချက်ကို အရောက်သွားနိုင်ပါလိမ့်မယ်။စီးပွားဥစ္စာကြီးပွားတိုးတက်ပါလိမ့်မယ်။ယာဓုအာနာရှိပြီးအကြီးကဲဖြစ်စေတတ်ပါတယ်။နံပါတ်2ကတော့စနေဂျူခုံပေါ်မှာမြင်းတူတစ်ခုဟာ အပြားမှာအခွပုံသဏ္ဍာန်နဲ့အဆုံးသတ်ထားခြင်းပဲဖြစ်ပါတယ်ဒီလိုအဆုံးသတ်ထားမယ်ဆိုရင်လက္ခဏာရှင်ဟာစိတ်ချမ်းသာရပါမယ်ငွေကြေးကံကောင်းပြီးစီးပွားရေးတိုးတက်ကောင်းမွန်လာပါလိမ့်မယ်နံပါတ်3ကတော့တနင်္ဂနွေဂျူခုံပေါ်မှာရှိတဲ့မြင်းတိုတစ်ခုဟာအခွပုံသဏ္ဍာန်နဲ့အဆုံးသတ်နေခြင်းပဲဖြစ်ပါတယ်ဒီလိုအဆုံးသတ်နေမယ်ဆိုရင်လက္ခဏာရှင်ဟာနာမည်ကုန်သတင်းကြော်စောမယ်အလုပ်ရဲ့အကျိုးကျေးဇူးကိုခံစားရမယ်မိမိလုံသမျှဟာဇနီးတကြားရှိပြီးတပါးသူရဲ့လေးစားအားကျခြင်းကိုခံရမယ် ငွေရှာရလွယ်ကူပြီးစီးပွားရေးမှာအောင်မြင်ပါမယ်။နံပါတ်၄ကတော့ဗုဒ္ဓဂျူကုံပေါ်မှာရှိတဲ့မြင်းတူတစ်ခုဟာအခွပုံတံနဲ့အဆုံးတတ်နေခြင်းပဲဖြစ်ပါတယ်။ဒီလိုအဆုံးတတ်နေမဲ့ဆိုရင်လက္ခဏာရှင်ဟာအပြောအဆိုပေါင်းတင်ဆက်ဆံရေးကောင်းမွန်ခြင်းအကျိုးကိုခံစားရပါမယ်။စီးပွားရှာခြင်းအတတ်ပညာပိုင်းတွေမှာသိမ့်ပန်၊ဒီတွင်ဖန်တီးမှုပိုင်းတွေမှာဒူးချုံပြောင်မြောက်မှုတွေကြောင့်စီးပွားဖြစ်ပြီးချမ်းသာပါမယ်။ နံပါတ်9ကတော့လက်မရဲ့ဒုတိယအစစ်မှာဒေါင်လိုက်မြင်းများစွာ ပါနေခြင်းပဲဖြစ်ပါတယ်။ဒီလိုလက်မရဲ့ဒုတိယအစစ်မှာဒေါင်လိုက်မြင်းများစွာ ပါနေမယ်ဆိုရင်လက္ခဏာရှင်ဟာ တခြားသူရဲ့အကူအညီကြောင့်မဟုတ်ပဲမိမိရဲ့ကြိုးစားအားထုတ်မှုနဲ့ပဲစီးပွားတက်ပြီးချမ်းသာနိုင်ပါတယ်။နံပါတ်6ကတော့ enzyme သင်္ကေတပဲဖြစ်ပါတယ်။အသက်လန်း၊ကံလန်း၊ဂေါလန်းနှလုံးလန်းပေါင်းပြီးတော့အံပုံစံမျိုးဖြစ်နေမယ်ဆိုရင်လက္ခဏာရှင်ဟာမိမိရဲ့ပါဏတ်လိမ္မာမှု ဉာဏ်မျောမြင်ရှိမှု လုံလဝိရိယကြိုးစားခြင်းတွေကြောင့်ပဲစီးပွားဖြစ်ပြီးချမ်းသာနိုင်ပါတယ်။ဒီနေရာမှာနံပါတ်1ကနေနံပါတ်4အထိကတော့ကံတရားရဲ့ထောက်ပံ့မှုကိုကောင်းကောင်းကြီးရရှိပြီးချမ်းသာနိုင်ပေမဲ့နံပါတ်5နဲ့နံပါတ်6ကတော့ကံဉာဏ်ဝိရိယ၃မျိုးလုံးညီညွတ်မှချမ်းသာနိုင်ပါလိမ့်မယ်။အထူးသဖြင့်ကြိုးစားအားထုတ်မှုဝိရိယကိုတလက်မှမလျှော့ပဲကြိုးစားမှချမ်းသာနိုင်ပါလိမ့်မယ်။